ခွန်လမ်းမျိုးတွေအားလုံးပဲငလင်ပေးနေမိပြီးတယ်မှာအများဆုံးကင်းဝေးကြပါစေလို့ဆုတောင်းပေးနေပဲကျွန်တော်ရဲ့ Gojet Revolution Channel လေးရပြန်လဲကြိုဆိုလိုက်ပါတယ် ED Revolution လို့ topic မှာတော့ယနေ့ဒူလန်လာတရက်နေ့ရဲ့အင်္ဂါနေ့မနက်ပိုင်းထီနောက်ဆုံးရရှိသတင်းချို့ကိုအချင်းချို့ဖော်ပြပေးသွားဖြစ်တဲ့အတွက်ဒူလန်မျိုးတွေအားလုံးပဲအဆုံးနဲ့ကြည့်ရှုပေးဖို့ဒီနေရာကနေပြီးတော့ချက်မှန်တောင်းဆိုလိုက်ပါတယ်နောက်ဆုံးအနေနဲ့ကတော့စစ်ကောင်းဆောင်တွေက၎င်းရဲ့ကိုကျိုးစီးပွားအတွက်နိုင်ငံတော်အာဏာကိုအတင်းတမမတရားသဖြင့်တင်ပိုက်ထားဒီမှာဒီနေ့မှဆိုရင်တော့1612ရက်ရှိပြီဖြစ်ပါတယ်မနက်ငယ်တော်ဝမ်းတရက်တာတွင်စစ်ကွေးတည်ဆုံမှုစင်းမှာတော့ စကိုင်းတိုင်းရွှေဘုံမြို့နယ်မှာတော့24အောင်ဖြစ်ပြီးတော့တော်လိုင်းရဲဘော်နှုတ်ကတော့စင်မကောင်းစွာနဲ့ကြာဆုံးခဲ့ရပါတယ်စကိုင်းတိုင်းကံဘလူမြို့နယ်မှာလည်း6កောင်တည်ဆုံးခဲ့ပြီးအကိုးတိုင်းဖြူမြို့နယ်မှာ10កောင်တနင်္သာရီတိုင်းတနင်္သာရီမြို့နယ်မှာ3កောင်မကွေးတိုင်းစိတ်ဖြူမြို့နယ်မှာ3កောင်မကွေးတိုင်းမင်းမှုမြို့နယ်မှာတဝူကိုရှင်ဖမ်းမိပြီးတဲတာတွင်စစ်ကောင်စီကစစ်ကွေးတည်ဆုံးမှုကအနည်းဆုံး48ကောင်ရှိနေပြီးတော့တော်လိုင်းရဲဘော်နှုတ်လည်းကြာဆုံးခဲ့ရခြင်းဖြစ်ပါတယ် နောက်ဆုံးသတင်းပုံအနေနဲ့ကတော့အားလုံးတည်တဲ့အတိုင်းမှာမကြကင်းမှာကျင်းပတော့မှာရွေးကောက်ပွဲနဲ့ပတ်သက်ပြီးမင်းအောင်နိုင်တကောင်ဘာဒီများကြံစီနေတဲ့ဆိုတာလည်းထမှန်ပေါ်လင်လာတာဖြစ်ပါတယ်ဒါကတော့ရွေးကောက်ပွဲကိုဝင်လို့တဲ့စစ်ဘက်နဲ့ရက်ဖက်ယာရှိကြီးများစီရင်ကိုမင်းအောင်နိုင်ကတောင်းခံထားပြီးကြံ့ဖို့ပါတီနဲ့ချိတ်ဆက်ရမယ်လို့ဆိုထားပါတယ်ရွေးကောက်ပွဲဝင်ရင်ဆန္ဒပြသူများဟာလက်ရှိယာရုတောင်ဝင်မှာအနားယူရမယ်ဖြစ်ပြီးရွေးကောက်ပွဲတွင်ကြံ့ဖို့ပါတီနဲ့ချိတ်ဆက်လုပ်ကြရမယ်ဖြစ်ကြောင်းနေပြီးတော့စစ်ဘက်သတင်းကြီးတွေကလည်းပြောထားတာသိရှိရပါတယ်မင်းအောင်နိုင်ဟာယခုနှစ်ကုန်ပိုင်းမှာကျင်းပမဲ့ 几十年来，越搞越慢了。文洋身边三大笔落地，这边呢一百二十亩试验块，打开提前批地，再加上二十丈方田上的包租地苗，这里也包租地苗，也也是试验的八亩地的包租苗股。越搞越慢，三大笔如今是不是扩大三大业务？试验比如地面开人片长嘞，啊，完了，一百马拉起丈方田上的地，莫名其妙，莫名其妙的，这没包过苗的片呢，越搞越慢，八亩地三大笔如今是不是扩大三大业务？试验比如地面开人长的，第四也完了，你都老气那个老套么？ ော်လိုင်းပြီးကာလာဖြစ်ဖြစ်တော်လိုင်းပြီးရင်ကာလာဖြစ်ဖြစ်မင်းတို့ကောင်တွေမိတို့ကတော့အဲ့ကောင်တွေစည်ရင်တိုင်းတကောင်မကြံအကုန်လုံးကိုမင်းတို့ကိုရောက်ပို့ပေးလိမ့်မယ်နော်နောက်ထပ်သတင်းပုံအနေနဲ့ကတော့အချမ်းဘတ်စစ်ကောင်စီထံကိုပို့ကုန်ရငွေနိုင်ငံခြားငွေမပေးသွင်းသည့်ပို့ကုန်သွင်းကုန်ကုမ္ပဏီ198ခုနဲ့ကုမ္ပဏီဒါရိုက်တာဖွင့်ဝင်တွေကိုမီးပြတ်စည်ရင်သွင်းကြောင်းစစ်တပ်လက်အောက်ခံဗဟိုဘဏ်ကကြေညာလိုက်တာသိရှိရပါတယ် ဒါဟာ NLD ဆိုတာလက်ထက်မှာ2016ခုနှစ်က2020ခုနှစ်အတွင်းပို့ကုန်များတင်ပို့ခဲ့ကြတဲ့ပို့ကုန်သွင်းကုန်ကုမ္ပဏီများကိုအကြံပေးစစ်ကောင်စီက၎င်းလောက်ခံဗန်များတွင်သို့နိုင်ငံခြားသုံးငွေများပြန်လည်ထည့်သွင်းပေးရန်ဖိအားပေးခဲ့ကြောင်းသူရတဲ့ကုမ္ပဏီများဟာပို့ကုန်ရငွေနိုင်ငံခြားငွေများကိုထည့်သွင်းခြင်းမရှိသေးတဲ့အတွက် ကုမ္ပဏီများအားပို့ကုန်သွင်းကုန်လုပ်ငန်းရှင်မှတ်ပုံတွေလက်မှတ်ပိတ်သိမ်းခြင်းကိုဆောင်ရွက်ခဲ့ကြောင်းစစ်ကောင်စီကကြေညာချက်အရသိရှိရပါတယ်။ရမင်းရောင်းနေကတော့မေဆုလက်ထက်ကနေပြီးတော့တွင်းနေတဲ့ကောင်တွေကိုထပ်သွင်းမှုပြောရင်လည်းတစ်ဖက်ကတော့လက်ရှိမှာမသွင်းတာဖြစ်တဲ့အတွက်အခုလိုမျိုးနေထားအောင်လုပ်တာတွေ့ရပါတယ်။ပို့ပြီးတော့ပြည်သူတွေကိုစီးပွားရေးအခြေရိုက်စီအောင်လုပ်နေတာတော့စစ်ခွေးတွေပဲဖြစ်ပါတယ်။ထုတ်တဲ့တဲ့ဘုံအနေနဲ့ကတော့စေကောင်စီကကျင်းပမဲ့အတူရောင်ရွေးကောက်ပွဲကိုဝင်ရောက်ရှင်ပြိုင်နေကြတဲ့ပါတီတွေဟာလူထုထောက်ခံမှုကိုလုံးဝမရရှိခဲ့တဲ့နိုင်ငံရေးပါတီများတာဖြစ်တယ်လို့လဲ NUG ကထုတ်ပြန်လိုက်ပါတယ် ဂျမတ်စစ်ကောင်စီကျင်းပရန်စိုင်းပင်နေတဲ့တူယောင်ရွေးကောက်ပွဲကိုဝင်ရောက်ရှင်ပြန်သူများနဲ့ရှင်ပြန်ရန်ပြုလုပ်နေတဲ့ပါတီတွေကုံတော့ဟာလူထုထောက်ခံမှုမရခဲ့တဲ့ပါတီဖြစ်ပြီးတော့လူထုထောက်ခံမှုရတဲ့ပါတီတွေကိုဘေးဖယ်ပြီးတော့ဂျမတ်စစ်ကောင်စီဟာလူထုဆန္ဒနဲ့ဆန့်ကျင်ပြီးတရားမဝင်အတူယောင်ရွေးကောက်ပွဲတခုကိုတင်းကျပ်ပြုလုပ်ရန်စိုင်းပင်နေကြောင်းစစ်ကောင်စီပြုလုပ်ရန်ကြိုးစားနေသည့်တရားမဝင်အတူယောင်ရွေးကောက်ပွဲမှာဝင်ရောက်ရှင်ပြန်ရန်မှတ်ပုံတင်ထားကြတဲ့နိုင်ငံရေးပါတီရဲတွေဟာ2020ရွေးကောက်ပွဲတွင်နိုင်ငံရေးပါတီအားလုံးပေါင်းနေတော့မှပြည်ထောင်စုလွတ်တော်ဆရာကန်နှုံးပြည်အောင်နိုင်မရရှိခဲ့ကြသည့်လူထုထောက်ခံမှုမရရှိတဲ့နိုင်ငံရေးပါတီများများဖြစ်ကြောင်း အန်ယူဂျီကထုတ်ပြန်ထားပါတယ်။မန္တလေးတက်လွတ်တော်ဥက္ကဋ္ဌဦးအောင်ကျော်ဦးဟာမန္တလေးဥပဒေထောင်အတွင်းမှာမတရားဖမ်းဆီးချုပ်နှောင်ခံထားရစဉ်ကာလအတွင်းမှာပဲကွယ်လွန်ခဲ့တဲ့အတွက် မြို့သားညီညွတ်ရေးအစိုးရကမိသားစုနဲ့ထပ်တူဝမ်းနဲ့စိတ်မကောင်းဖြစ်ရပါတယ်။အကြပတ်ဆေးအုပ်စုလက်အောက်ခံအကျဉ်းတော်တွေမှာကျမကြီးစောင်းရှောင်းမှုလုံလုံလောက်လောက်မရရှိမှုနဲ့ဖိနှိပ်မှုတွေကြောင့်နိုင်ငံရေးအကျဉ်းသားတွေအသက်ဆုံးရှုံးနေကြရတဲ့ဖြစ်စဉ်တွေရှိနေပါတယ်။ အိုးဘုတ်ထောင်မှာ2024ခုနှစ်အောက်တိုဘာလနဲ့နိုဝင်ဘာလအတွင်းမှာပဲမန္တလေးတိုင်းဝန်ကြီးချုပ်ဒေါက်တာဇော်မြင့်မောင်တက်စစ်နဲ့စွမ်းအင်ဝန်ကြီးဌာနပြည်တော်စုဝန်ကြီးဦးဝင်းခိုင်နိုင်ငံရေးအကျဉ်းသားကိုစိန်လင်းခေါ်အငယ်လေးတို့၃ဦးဆက်တိုက်တည်ဆုံခဲ့ကြရပါတယ်ဒါ့အပြင်မန္တလေးအိုးဘုတ်ထောင်တစ်ခုထဲမှာပဲမတ်လ28ရက်နေ့တုန်းကလှုပ်ခတ်ခဲ့တဲ့သခိုင်းငလေးကြီးကြောင့်နဲ့စေကူတရဲ့နှောင့်နှေးမှုတွေကြောင့်မတည်ဆုံနိုင်မဲ့တည်ဆုံခဲ့ကြရတဲ့နိုင်ငံရေးအကျဉ်းသား 50ကျော်ရှိခဲ့တယ်လို့သိရပါတယ်။နိုင်ငံကောင်းဆောင်တွေဖြစ်တဲ့နိုင်ငံတော်သမ္မတဦးဝင်းမြင့်နိုင်ငံတော်တိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်ဆန်းစုကြည်တို့ဟာလည်းအကြမ်းဖက်စစ်တပ်ရဲ့မတရားဖမ်းဆီးချုပ်နှောင်မှုကိုခံထားရပြီးလုံလောက်တဲ့စေဝါကုသမှုတွေရရှိမနေတာကြောင့်ဒီနိုင်ငံကောင်းဆောင်တွေနဲ့နိုင်ငံရေးအကျဉ်းသားတွေအားလုံးရဲ့ကျမ်းမာရေးနဲ့အသက်အန္တရာယ်ကိုမျိုးသားညီမျိုးရေးအစိုးရအနေနဲ့အထူးပဲစိုးရိမ်မကင်ဖြစ်မိပါတယ်။အကြမ်းမဆေးဟုတ်စုရဲ့လက်အောက်ခံအကျဉ်းတော်တွေကအကျဉ်းဥစည်းအရာရှိတွေနဲ့ တာဝန်ရှိသူတွေအနေနဲ့နိုင်ငံရေးအကျဉ်းသားတွေပေါ်ရက်ဆက်စွာပြုမှုဖိနှိပ်နေတဲ့လုပ်ရက်တွေအတွက်တာဝန်ယူတာဝန်ခံကြရမှာဖြစ်ကြောင်းပြောကြားလိုပါတယ်။မြန်မာတပ်ကရေ1389ခုနှစ်ဝါဆိုလာဇန်တရက်နေ့2025ခုနှစ်ဇွန်လ25ရက်နေ့မှာကျင်းပပြုလုပ်ခဲ့တဲ့စကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော်ရဲ့ပြည်စမပုံမှန်စည်းဝေးကနေပြီးတော့စကိုင်းဖက်ဒရယ်ယူနစ်ရဲ့ဂျာကာလာဖွဲ့စည်းပုံအခြေခံဥပဒေကိုအတည်ပြုပြဋ္ဌာန်းနိုင်ခဲ့တဲ့အတွက် မျိုးသားညွန်ရေးဆိုရအနေနဲ့အထူးပင်ဝမ်းမြောက်ကုန်ကြောင်းထပ်လောင်းပြောကြားလိုပါတယ်။ Federal Democracy Brainian အစိတ်ပိုင်း1အခန်း10အပိုက်52အရာစကိုင်း Federal Unit အတွင်းကပြည်သူအကျိုးစီးပွားကိုဆောင်ရွက်ဖို့အတွက်ဥပဒေပြုရေးအုပ်ချုပ်ရေးတရားစီရင်ရေးမှန်တိုင်တွေပုံမိုပြည်ပြင်စွာပေါ်ပေါက်လာစေဖို့ရည်ရွယ်ပြီးစကိုင်း Federal Unit လွှတ်တော်အနေနဲ့ပြည်အောင်စုအစိုးရဖြစ်တဲ့မျိုးသားညွန်ရေးဆိုရအပါအဝင်ဒေသအခြေပြုတော်လှန်ရေးအင်အားစုတွေနဲ့ပူးပေါင်းပြီး အခုလိုဂျားကာလာဖွဲ့စည်းပုံအခြေခံဥပဒေတရက်ရေးဆွဲနိုင်ခဲ့တာဟာမကြခင်ဖြစ်လာမဲ့သဂိုင်းဖက်ဒရယ်ယူနစ်အစိုးရတရက်ပေါ်ပေါက်ရေးအတွက်လိုအပ်တဲ့အခြေခံအုတ်မြစ်ကိုချမှတ်နိုင်ခဲ့ခြင်းပဲဖြစ်ပါတယ်အတီးပြုခဲ့တဲ့ဂျားကာလာဖွဲ့စည်းပုံအခြေခံဥပဒေရဲ့အခန်းဆက်ရှင်မှာပြည်တော်စုနဲ့ဖက်ဒရယ်ယူနစ်အစိုးရအာဏာခွဲဝေကျင့်သုံးခြင်းကိစ္စကိုထည့်သွင်းရေးဆွဲထားပြီးတော့ပြည်တော်စုအာဏာဖက်ဒရယ်ယူနစ်အာဏာပြည်တော်စုနဲ့ဖက်ဒရယ်ယူနစ်ထပ်တူပြုအာဏာ ကိုဗန်အုပ်ချုပ်ခွင့်ရဒေသများအာနာစတဲ့ပြည်ထောင်စုအစိုးရနဲ့ Federal Unit အစိုးရတို့ရဲ့အာနာခွဲဝေမှုပုံစံတွေကိုဇယားလေးခုနဲ့ထည့်သွင်းရေးဆွဲနိုင်ခဲ့ခြင်းဟာလက်ရှိတော်လှန်ရေးကာလအတွက်သာမကအနာဂတ် Federal Democracy ပြည်ထောင်စုထူထောင်ရေးကာလအတွက်ပါအင်မတန်အမှအရေးကြီးတဲ့စံနမူနာကောင်းတစ်ခုဖြစ်ကြောင်းအလေးထားပြောကြားလိုပါတယ်။ နောက်ထပ်သတင်းတွေမှာတော့မြန်မာနိုင်ငံလုံးဆိုင်ရာတောင်းသားများဒီမိုကရက်တစ်တပ်ဦး ABS ရဲ့မြန်မာတီမြောက်ပိုင်းအမတ်နှစ်စစ်ကြောင်းအမတ်စဉ်တင်ပြဆောင်နှစ်သုံးရက်နှင်ကအဘတ်စဉ်ကိုအခြေခံစစ်ပညာသင်တန်းစင်းဘွက်ကိုအခမ်းအနားကိုတော့ online နေမြေတခုမှကျင်းပပြုလုပ်ခဲ့မှာတော့အခိုင်တက်တော် AA ကတမှုတွေပါဝင်မဟာမိတ်ဖွဲ့စည်းတွေတာဝန်ရှိသူတွေတက်ရောက်ခဲ့ကြကြောင်းသိရှိရပါတယ်။သင်တန်းစင်းဘွက်ခမ်းအနားမှာမိတ်ဖွဲ့များတွေထဲမှာတော့အခမ်းတက်တော် AA တမှုများ PIA အုပ်ချုပ်ရေးဖွဲ့ကများမပီသူလူမျိုးဝေးတက်တော် BBL မှာအရာရှိကြီးများနဲ့တောက်ဆက်ခရိုင်အမှတ်3တရင်မှာ တက်မှုတွေအရောက်ခဲ့ကြကြောင်းသိရှိရပါတယ်။နောက်ထပ်တင်ပြမယ့်အနေနဲ့ကတော့နိုင်ငံရေးကိုတတိရှိရှိလုပ်ဖို့နဲ့မြန်မာပြည်တော်လှန်ရေးလုပ်ငန်းတွေမှာလည်းလူငယ်တွေပါဝင်ဖို့ PNL ခေါင်းဆောင်တွေတိုက်တွန်းလိုက်ကြောင်းသိရှိရပါတယ်။အောင်းလူမျိုးများအနေဖြင့်နိုင်ငံရေးကိုတတိရှိရှိလှူဆောင်ဖို့နဲ့တောင်းလူငယ်များဟာတောင်းပြည်တွင်းသားမကမြန်မာတစ်ခုလုံးကတော်လှန်ရေးလုပ်ငန်းတွေမှာပါဝင်ဖို့တောင်းတက်မတော် PNL ထိပ်ပိုင်းခေါင်းဆောင်များကတိုက်တွန်းပြောကြားခဲ့တာဖြစ်ပါတယ်။တောင်းပြည်တနေရာမှာကျင်းပတဲ့ PNL ဥဆောင်ဖွင့်နေထားတဲ့နိုင်ငံရေးသိပ်ပံကြောင်းစင်ပွဲတစ်ခုမှာဒီဘလူမာပွဲနှင်းအချင်းခန်းနာမှာ PNL ဒုဥက္ကဋ္ဌဒုဗိုလ်ချုပ်ကြီး တားကြုံကြားကနေပြီးတော့တွေ့တွေ့အုပ်ချုပ်ရေးမှုဘူချုပ်တဘုံကျော်တို့ကနေပြောခဲ့တာဖြစ်ပါတယ်။ PNL ရဲ့နိုင်ငံရေးသိပ္ပံအကြောင်းကို2022ခုနှစ်ဩဂုတ်လကနေပြီးတော့စတင်ခဲ့ပြီး၃နှစ်ကြာကာလမှာကျောင်းသား15ဦးနဲ့ကျောင်းသူ20ဦးစုစုပေါင်း35ဦးတက်ရောက်တင်ကြားခဲ့ကြကြောင်းသိရှိလာပါတယ်။အဲ့ဒီအားလုံးပဲဒီဗီဒီယိုလေးမှတွေ့ရမယ်အကြောင်းအရာလေးကတော့ပေါကလုံးဖြစ်ပါတယ်ပေါကလုံးကတော့လက်ရှိမှာအုံမခအုပ်စုကနောင်ချိုမြို့ကိုလကောင်းရောက်ရှိနေပြီးတော့အုပ်ချုပ်ရေးမှုရဲ့အုပ်စုအုပ်ချုပ်ရေးမှုရုံးတော်ရောက်ရှိနေပြီးပြောထားတာတွေ့ရှိရပါတယ်တကယ်တော့ပေါကလုံးဆိုတာကသူ့ရဲ့ မန္တလေးစကိုင်းတဲမှာတော့တွားပြီးတော့အလူဖိတ်ဖိတ်တော့လူဖိတ်တော့တွားရတဲ့ကောင်မိုးဖင်းနဲ့ပုံနေတဲ့ကောင်မှဘယ်ရဘလို့ပုံကြီးချိတ်ပြီးတော့ဘာသာပြန်လဲဆိုတာကတော့စဉ်းစားစရာမလိုပါဘူးကြီးကြီးတော့ညွန့်လေအုံမကားအုပ်စုပေါ့နော်အုပ်စုဒီမှာအုပ်ချုပ်ရေးမှုရုံးမှာဥစဉ်ဒါရောက်ရှိနေပါလေဗျတိတိတို့မစ္စည်းမာတို့ ဒီဘက်ပြည့်ပြည့်တည်င်းဌာနတွေကိုပေါက်ကိုတော့ပြောချင်တာခါတော့ဒီစစ်ကြောင်းကနေတဲ့ဟိုဘက်ဥမတိဘက်ကိုတောင်းမတိုးမတိုးပေါ့အဲ့နာတွေဝဲလဲနေဆိုပြီးပြောချင်တာနော်အဲ့တော့မပူပါနဲ့လို့ပြောချင်ပါနော်မကြခင်မှာဒီနှောင်းချိုတိဟိုဘက်မှာလည်းတက်လာတယ်ဒီဘက်ကလည်းလုံးနေတယ်အခုကတော့လောလောဆယ်ဒီအချမ်းဖက်တွေကိုရှာပြီးမှတိုက်နေရတဲ့အနေအထားတစ်ခုဖြစ်သွားတယ်ဗျာနော်လာလိုက်ပြီးမှဒီဘက်စီးတဲ့လို့လိုက်လှဲနေပါတယ်နော်အဲ့တော့ရှေ့မရောက်ဘူးရောက်တဲ့ဆိုတော့ဦးစင်းကိုတိုင်းဒါ ။ဩမကားအုပ်စုနောင်ချုံမျိုးနယ်တဲ့ကအုပ်ချုပ်ရေးမှုရုံးကိုရောက်ရှိနေပြီဆိုကြတဲ့ကဒီနေရာကိုပုံကက်ပြီးအုပ်ချုပ်မှုကြီးလုံနေ။ကျမင်းဘေးပဝန်းကျင်ပြလေပေါ့ကတော့ရဲ့တဘောပေါက်ပါဗျာနော်ပေါက်ကူတော့မှာတော့ဒါဗလဲနဲ့မှလည်းပေါက်ပါရပတိပဲပါပါတယ်နော်အဲ့တော့ပြောချင်တယ်ပြည်ဖက်တည်ထဏာတွေနော်ဒီအုံမဒီအုံမကားအုပ်စုမှာရှိတဲ့အုပ်ချုပ်ရေးမှုကတော့ဘယ်နေရာရောက်နေလို့တော့မတည်ဘူးပေါ့နော်အုပ်ချုပ်ရေးမှုကြီးလည်းမကြခင်မှာခင်ဗျနေရာကိုခင်ဗျလာပြီးအုပ်ချုပ်ရအောင်လေနော် အဲ့တော့အုံမခိုင်းပါမှာရှိတဲ့ပြည်သူပြည်သားများအားလုံးကိုလည်းဦးစင်ပြောချင်တာကကြာခင်မှာကြောင်းထိုင်ဘုန်းကြီးတွေအစားပေါ့နော်။ဒါကြာခင်မှာခင်ဗျားတို့ရွက်ရွာလေးတွေအေးချမ်းမှုအတွက်ကိုဦးစင်တစ်ချိန်အားပြောခဲ့တဲ့စကားတစ်ခုကိုပြန်ပြောမယ်။ဒီတိုင်းမျိုးကိုငင်းချအောင်အေးချမ်းအောင်လုပ်ပေးနိုင်တာဟာတပ်မတော်မှာပါအခြားဘယ်သူမှမရှိသောစကားဦးစင်ခဏခဏပြောခဲ့ပါတယ်ဗျာနော်။ခင်ဗျားတို့ဒီနေရာတွေကိုပေါကုံးဆိုတဲ့ကောင်ကိုမိရင်ထမင်းမကြွေးပဲနဲ့တရရုံးအဲ့လာပဲထိုင်ပြောခိုင်းတယ်မှာ။တမရော်ရှိလို့ခင်ဗျားတို့ရှောင်ရတာမဟုတ်ဘူးအကျန်းဖက်တွေရှိလို့ရှောင်ရတာ။ ဲ့အကျန်းဖက်တွေကိုရှင်းလင်းတာတတ်မလို့ပါရှင်းလင်းတယ်။ဒါဆိုရင်သဘောပေါက်ဖို့လိုပါဗျာနော်။အဲ့တော့ခဏတို့အစကတော့ခဏတို့ကပထွေးကိုဖေးရင်ထည့်ပြီးမှအဖုံကြီးထည့်ပြီးမှအာကိုကြတာပေါ့ဗျာနော်။ကျဲပထွေးဘီရီထင်းနေရမင်းပေါကတော့ပထွေးဘီရီထင်းနေတယ်ပေါကတော့ဆိုတာလေဝေရသူရဲ့လက်ထောက်ဖြစ်တဲ့တော့ဝေရသူကိုတိုင်ပေါကတော့ကတော့တုံးပေးပြီးတော့အထက်ကိုထည့်တာဖြစ်ပါတယ်ဝေရသူတကောင်ထဲရောက်နေတဲ့အချိန်မှာဝေရသူရဲ့စကားတွေကိုဖြန့်ဝါရဖြန့်ဖို့တဲ့ပေါကတော့အသက်20ကျော်မှာတည်းကထည့်ကိုတွင်းတာဖြစ်ပါဘူးဆိုပေါကတော့38နှစ်ရှိသွားပြီဖြစ်ပါတယ် ရတော့ပါဘူး40တောင်ရောက်မယ်ကောမဟုတ်ပါဘူးအဲ့တော့ပထွေးဆိုတာကတော့အပြောကောင်းနေကြမရခင်ကတော့အပြောကောင်းနေပထွေးရကြည့်လို့နော်ခင်ဗျားတို့ဒီဥတတမီရင်းမှာမဟုတ်တာကြာနော်အဲ့ပထွေးအပြောကောင်းတော့ခင်ဗျပထွေးရဲ့သကလုံးထဲမှာမျောပြီးမှာပထွေးရဲ့ဘာကလို့မင်းမရောက်နိုင်မြဆောင်းပြောနေလားဟောဒီကျင်ကတော့ဘလို့ဘလို့လောက်ပိုင်ခွင့်နေခုခင်ဗျားတို့အဲ့ပထွေးတွေလည်းခင်ဗျားအဲ့နေရာလေးရောက်ရောခင်ဗျားတို့လည်းပြေးရတာပဲအခုခင်ဗျားတို့ဖေးရင်းဖြစ်တယ်တမတော်ကနေမှာခင်ဗျားတို့နေနိုင်မှုတို့အေးစစ်ပြန်ရဖို့အတွက်အေးစစ်တောင်းရလဲရလေးလုံနိုင်မှုအတွက်ကြံခင်းနေလုံနိုင်မှုအတွက်ကို ြန့်ဖက်တွေကိုခင်ဗျားတို့ပထွေးတော်ခဲ့တဲ့ဟာတွေပြန်ပြီးမှရှင်းလင်းနေပါပြီဗျာနော်ဒီချိန်မှာခင်ဗျားတို့လည်းကွဲကွဲပြားပြားတိလောက်ပြီးလို့ဦးစင်းကတော့တုံးတက်ချင်ပါတယ်ဗျာနော်ဖေးရင်ကဖေးရင်မှမထွေးမှမမကွဲဘူးမကွဲပြားဘူးဆိုရင်တော့ခင်ဗျားတို့တိုက်နဲ့ခင်ဗျားတို့ကန်လို့ပဲဦးစင်းကတော့ပြောချင်ပါတယ်ဗျာနော်တခုပြောချင်တာကတော့ခင်ဗျားတို့ဒီမကြခင်မှာခင်ဗျားတို့ရရွာတွေကိုခင်ဗျားတို့ကြေးွာတွေကိုခင်ဗျားတို့တောင်ရလဲရတွေကိုပြန်လောက်ရတော့မယ်ပြန်ပြီးမှအခုလဲလာလို့မရဘူးလားလာလို့တော့ရပြီဒါပေမဲ့ခင်ဗျားတို့ကိုပို့ပြီးမ ခေါင်းပြပြအိတ်နံအောင်အလုတ်ကောင်းကောင်းလုံနိုင်အောင်စိတ်ချမ်းသာအောင်နေလောင်ကလေးတွေရွာလာမလားကွာမင်းတို့စစ်ကွေးတွေရှိနေဘူးသောလာမလဲမကြောင်းကောင်းကောင်းထားနိုင်အောင်ကြောင်းထိုင်ဖိုးကြီးတွေအေးစေစေသာရနာပြုနိုင်အောင်ဆိုပြီးမှတမတော်ကနေမှဒီပတ်ပတ်လဲမှထောင်းတဲ့မိုင်းတွေကိုရှင်းလင်းနေတယ်စနစ်တကျခင်ဗျားတို့အန်နေရကင်းဘေးရှင်းစွာနေနိုင်မှုအတွက်ကိုဒါတမတော်ကစနစ်ကျလှုပ်ဆောင်နေအောင်ဆိုတဲ့အကြောင်းကိုလည်း နောင်ချိုမြို့နယ်မှာရှိတဲ့အုံမတိအုံမခါဒီနာအနီးတော်ဘက်ကကြောက်ကြောက်ရွာတွေအကုန်လုံးကိုပောက်ကိုတော်ကနေမှကြောက်ကြင်ပါတယ်ဗျအားလုံးဒါပါပဲဗျအဲစစ်တရင်အဖြစ်ပြောရမယ်ဆိုလို့ရှိရင်တော့အတိုက်ခိုက်တိုက်ရိုက်ခိုက်ရေးတရင်လေးရင်စပြောအောင်နော်ကျွန်တော်ဟိုတနေ့အာရဂျင်းနဲ့ဆိုတာနဲ့ပြောခဲ့နော် AR အာရစရာကောင်းပါလေလို့ကျွန်တော်ပြောခဲ့တယ်အဲတော်ပါတော့လေဒီနေ့ကျွန်တော်အာဟာပြန်လျှော့အောင်ပြန်ပြီးတက်တယ်အခုဆိုရှင်စစ်ထိုးနေတဲ့တက်တယ်ကအခု ကျွန်တော်ပြောပြလိုက်မှာအဲ့ဒီအမိတ်အဲ့ဒီအမိတ်ကိုကျွန်တော်အရင်အစိုးရင်ဆုံးမှာကျွန်တော်တခါကလေးကြာရှင်အာရဝန်တာနဲ့ကျွန်တော်ကတော့အရှိကနေပြီးတော့ပြောလိုက်တယ်။သူပြောတယ်လေ။အဲ့အမိတ်ကြာတော့အရင်အစိုးရင်လေ။အခုအဲ့အမိတ်ရောက်လာပြန်ပြီ။ဟေးကောင်လေးနောက်ဆုတ်ခဲ့ဆိုတဲ့ခါကြတော့နောက်ဆုတ်ခဲ့ရပါပြီ။ရှေထိုးနေတဲ့တက်လေးနောက်ဆုတ်ခဲ့ရပြီ။308နောက်ဆုတ်ခဲ့ရတဲ့6ရှေထိုးနေရမဟုတ်ဘူးကရှေတူးလို့မရတော့ဘူးက။36နော်။တမ66နောက်ဆုတ်ခဲ့ရတယ်။အဲ့တော့ နောက်ဆုတ်ခဲ့တဲ့ကိုကနောက်ဆုတ်မှတော့ဟိုဘက်ကရှေ့တိုးလာပြီပေါ့ဒီနေ့ဆိုလို့ရှိရင်ပန်းတော်ကြီးနဲ့အစည်းအုံကိုဘက်ကိုဗရက်အင်အားတွေအပြည့်ပြန်ပြီးတော့ကတ်လာပြီမင်္ဂလာပါမင်္ဂလာပါနော်အဲ့ဗရက်အင်အားတွေဗရက်နဲ့အေအေအင်အားတွေနော်အများကြီးပြန်ကတ်လာပြီဆိုတဲ့ခါကျတော့ကိုကနောက်ဆုံးရင်တို့အရှိတူးမယ်အဲ့တော့ဒီနေရာမှာကျွန်တော်ကြည့်တာလေတက်ကတကယ်နိုင်ငံတော်အစ်စ်အနေနဲ့တကယ်ချိန်မုန်းလို့ရှိရင် ်ဘယ်တပုံကိုမှကျွန်တော်ပြောပြရင် AR visa ပို့ဆိုးသေးတာပါဗျာကို့လူတွေကြီးပဲเนาะ AR visa ငင်းချမ်းစွာနေလို့တဲ့ပြည်သူတွေကြီးပဲအဲ့တော့တက်ကတကယ်နေလားငါလားလုတ်ပြီးဟေ့ဆိုလို့ရှိရင်ဘာမှနောက်ဆုတ်စရာအကြောင်းမရှိဘူးအဲအခုလိုမျိုးနောက်ဆုတ်ရဲဆိုတော့ဘာသူကြောင့်နောက်ဆုတ်ရတာလဲကျွန်တော်ပြန်ကြည့်မယ်အဲ့တော့အဓိကတော့ဗျာဒုတိုင်မှုရဲ့အမိတ်လို့ကျွန်တော်ကြားသိရတယ်เนาะ နောက်ဆုတ်ခဲ့ရပြီနောက်ဆုတ်ခဲ့ရဆိုဟိုဘက်ပြန်တက်လာပြီအဲ့တော့ပြီးခဲ့တစ်ခေါက်ဆိုဘလောက်ထိအာရလက်တွေကောင်းတယ်လဲဆိုလို့ရှိရင်เนาะလွန်ခဲ့တဲ့2ရက်လောက်ဖြစ်ပါလိမ့်မယ်ရလက်ဘလောက်ထိကောင်းလဲဆိုတော့3လေးလေးကိုလာတိုက်တဲ့အေးအားပေါ့နော်သူတို့ဆင်းလာတာဘယ်ကဆင်းလာလို့ဆိုရင်ဒီကျွန်တော်တို့တရုတ်ဓာတ်မြေဩဇာပေါ့နော်စက်ရုံပေါ့အဲ့ဒီဘက်ကနေဆင်းလာတော့ကျွန်တော်ကြားသိရသူတို့အင်းအား900လောက်ဆင်းလာတာအဲ့ဒီ900လောက်ဆင်းလာတာကိုတက်ကစောင့်ပြီးတော့တိုက်ဖိုက်တာပေါ့ဗျာနော် မြောက်ဆန်းမြောက်ဆန်းမြောက်ဆန်းကြောက်တိုင်ခွေမှာတယ်နော်အဲ့တော့တရုတ်ဒတ်တထုဘက်ကဆင်းလာတာအယောက်အင်အား90လောက်ရှိတယ်အဲ့ဒါကို drone တွေလက်နက်ကြီးတွေနဲ့တက်ကအပိုင်စော်လိုက်တာကစင်ကလျာနဲ့ပြေးပေါက်ပါမှပြီးတော့ရှိုးရဲဆင်းပြေးကြတယ်ဆိုဆိုရှင်ရှိုးရဲဆင်းပြေးတော့မလွတ်ဘူးတက်ကခြေမုံးတာများအလှပဲနော်သူတို့ဘက်ကအင်အားယာကျော်လောက်ကိုပြုံးတီးသွားတယ်ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီးကျွန်တော်မြေပြင်မှာဆက်လက်ပြီးအတည်ပြုတဲ့ခါမှာလည်းဒီဖြစ်စဉ်ကလုံးဝ အကိုဘကအตาစည်းတဲ့ကိုရရှိခဲ့တယ်နော်ဒီတပုံတွေကောင်းမွန်တော့နေနေနိုင်ခဲ့တယ်အဲ့တော့ဒီလောက်ကောင်းမွန်တော့နေနေနိုင်နေတဲ့တက်ကဘာကြောင့်မို့လို့ခြေနေကောင်းပြီဟိဆိုနောက်ဆုတ်ရတယ်ကျွန်တော်မြင်နေပေါ့နော်စိတ်ညစ်တာအခုရှိရတယ်ဗျာဟုတ်လားစိတ်ညစ်တာမဟုတ်ဘူးခါကြအဲ့အဲ့ဒါအဲ့ဒီမိတ်စင်းလာမောင်ရမ်းကြောက်တယ်အကြောင်းပြောရတယ်လို့ပဲကျွန်တော်ပြောခဲ့တယ်ဟာဒီတော့ကောင်းနေပြီကောင်းနေပြီဆိုလို့ရှိရင်အမိန်ကရောက်လာပြီဒီကောင်နေစမတိုင်နဲ့နောက်ဆုတ်ခဲ့ဆိုတော့အခု ARE မှာလည်းအခုနောက်ဆုတ်ခဲ့ရပြီ အကြောင်းပြချက်ကတော့အမျိုးမျိုးရှိနိုင်တယ်။အကြောင်းပြချက်ကတော့အာတရေမလို့ခေါ်မှဆိုလို့ရှိရင်အဲတပုံတွေကတာစီရနေတယ်။အားကြောင့်ကိုနောက်ဆုတ်ခံရပါဆိုတော့ကျွန်တော်တို့တကယ့်မြေပြင်မှာဆက်လက်ပြီးတော့မြေပြင်ပေါ့နော်ကျွန်တော်ရွာလေးရွာလေးရွာလေးအားလုံးမှာဆက်လက်ပြီးတော့စုံစမ်းကြည့်တဲ့အခါမှာတော့ကိုယ့်ဘက်ကအသာစီရနေတာပါ။အသာစီရနေတဲ့စစ်ကဘာကြောင့်ကိုနောက်ဆုတ်ခိုင်းနေဆိုတော့ခင်ဗျားတို့ရဲ့ဉာဏ်ကြီးရှင်နော်ဉာဏ်ကြီးရှင်တွေပဲတည်တော့မယ် အကျွန်တော်တို့ကတော့တပုံကိုပြပြသားလုပ်စေခြင်းနဲ့ဒီခုနလပိုင်းခုနလပိုင်းလောက်မှာ AR မှာကြောင်းနေပြန်ဖွင့်စေခြင်းနဲ့ဒီရွေးကောက်ပွဲကျင်းပပြီးတော့ရွေးကောက်ပွဲဆိုလို့ရှိရင်အဲ့ဒီအသိမုံရွာလမ်းရဲ့ဒီကျွန်တော်တို့အနောက်ဘက်ချမ်းမှာမဲယုံ73ရောင်အနည်းဆုံးစောင့်အောင်အဲ့တော့ဒီပုံစံမျိုးနဲ့ဘယ်လိုလုပ်ပြီးတော့ရွေးကောက်ပွဲသွားဖြစ်မလဲအဲ့ဒီညလေးမှာအဲ့တော့ရွေးကောက်ပွဲအဲ့ဒီညမှာဖြစ်ဖို့လိုတယ်မင်္ဂလာပါနော်အဟောပါကတော့နော်190လောက်ကို190 100ကျော်လောက်ကိုကြာသွားတယ်လို့ကြာပြီပါနော် အဲ့တော့အဲ့ဒါကတော့စီရင်လက်ရှိပဲပြောရင်မင်းပုံလည်းမရှိဘူးဗီဒီယိုလည်းမရှိဘူးမင်းတို့ရဲ့စစ်ကွေးတွေရဲ့ဗီဒီယိုလိုင်းလိုင်းဝေးနေတာပဲเนาะဟောအရာကြီးအချင်းနေကျွန်တော်တို့ထိုးစစ်ကြီးကအောင်မြင်စွာနဲ့နောက်ဆုတ်ခဲ့ရပြန်ပါပြီအဲ့ဒါကြောင့်မို့လို့ကျွန်တော်တို့ပွင့်ကဒီအမိတ်ကိုမကြိုက်ဘူးဗျာเนาะမကြိုက်ဘူးเนาะအဲ့တော့ဒါကအရာကြီးအချင်းနေဟုတ်ပြီကျွန်တော်တို့ကြောက်ဖြူအချင်းနေကိုကျွန်တော်ဆက်သွားရအောင်ကြောက်ဖြူလည်းအကြောက်ဖြူကတော့အချင်းနေကောင်းတယ်ဒါသူတို့ပြောနေသလိုမျိုးပေါ့ဗျာเนาะ ကြောက်ဖြူကအချိန်နေမကောင်းတော့သဘုံလက်ထက်ရောက်တော့မယ်ဆိုတာကတော့ဝေးပါလားလုံးဝဝေးပါလားเนาะကျွန်တော်သဘုံတရင်နေပေါ့เนาะဒီစစ်သေးကြအားပေးတဲ့ဒီအုပ်စုတွေလော်နေပြောနေရရင်တွေ့ပါလေအဲသူတို့ပြောတဲ့ပုံစံကဆိုတရုတ်ကိုလေဘေးညစ်ဖို့အတွက်တရုတ်ကလာတားတယ်ပေါ့ဗျာเนาะအဲတရုတ်ကတားတာမှလက်မခံဟုတ်ပါပဲတရုတ်ကလည်းဒီကြောက်ဖြူကိုမသိမ့်ဘူးเนาะအဲဒီအေအေကိုဖိအားပေးတာလည်းရှိတယ်အဲ့တော့အဲ့ဒါကိုအေအေကလုံးဝလက်မခံဘူး အေအေကလက်မခံတဲ့အကြောင်းရင်းကလည်းကျွန်တော်အေအေဘက်ကိုလေ့လာကြည့်ပါတယ်။အေအေကလည်းနှစ်ဖွဲ့ကွဲနေတဲ့ပုံစံမျိုးတွေရှိလာတယ်။အေအေရဲ့ဒီပေါ်ထွန်းမြနိုင်တို့အုပ်စုနဲ့အောက်ပါတကယ်တမ်းတိုက်နေတဲ့လင်းသစ်တို့အုပ်စုတို့ကြားသိရတယ်နော်။အဲမင်းအချင်းတိုင်းပြောမနေနဲ့အေအေကနှစ်ဖွဲ့ကွဲလည်းမကွဲလို့မသိဘူး။မင်းတို့ဘဝတွေတော့ဒီပိုင်းပိုင်းကွဲမှာတော့သေချာတယ်။ ရာဝတိုင်းမှာတက်ဆုပ်သွားတဲ့အကြောင်းတွေနဲ့ပတ်သက်ပြီးပြောသွားတာဖြစ်ပြီးတော့ရာဝတိုင်းမှာလည်းဘောမာရီပဲရှိရတော့ပြောသွားဖြစ်ပါတယ်တကယ်တော့အရာဝတိုင်းမှာတော်လိုင်းရဲဘော်တွေတော်လိုင်းစစ်တပ်ရှိတဲ့သူပြည့်ရှိပါတယ်အားလုံးပဲကျွန်တော်ရဲ့ကိုဂျက်ဘရီချင်းရဲ့ channel လေးကို Reliance Subscribe လုပ်လို့ Reliance Subscribe ပြီးရခုနေရကြည့်မြတ်လာမှာပြီးတော့ရှိရဖြစ်ပါတယ်ပလန်မျိုးတွေအားလုံးပဲညတစ်နေ့မှာပြန်လည်ဆုံတွေ့ကြပါမယ်